ဖယားသခင်ရဲ့ဂျေဇူးတော်နဲ့ညီတဲ့ချင်းဟာဒီကနေ့ဆိုရှယ်မီဒီယာကနေပြီးတော့နားထောင်နေကြတဲ့ညီကိုမောင်နှမအရောက်စီတိုင်းအပေါ်မှာတယောက်ပါစီလို့ဆုတောင်းမြတ်တာပို့တာပါတယ်ကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကအရေးကြီးတဲ့အကြောင်းအရာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်သွေးကြောဖြစ်တဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့နှစ်ချင်းခံခြင်းအကြောင်းကိုဝေငှခြင်းပါတယ် ကနဦးအသိန်းတော်မှာတမန်တော်တွေဟာယုံကြည်သူတွေရည်နှစ်ချင်းခံပြီးနောက်သူတို့အပေါ်လက်တင်ပြီးတန်ရှင်သောဝိညာဉ်တော်နှစ်ချင်းကိုခံရဖို့ဆုတောင်းပေးတဲ့အထောက်အထားများစွာစံစာထဲမှာရှိပါတယ်။ဒါဟာကယ်တင်ခြင်းနဲ့မတူပါဘူး။ကယ်တင်ခြင်းရပြီးနောက်ဆက်လက်ခံယူရမယ့်ဘုရားသခင်ရဲ့ဂတိတော်တကိုးတော်ဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်နှစ်ချင်းနဲ့ပတ်သက်ပြီးကျွန်ုပ်တို့ယုံကြည်သူတိုင်း နားလေထားရမယ့်အချက်၅ချက်ရှိပါတယ်ပထမဆုံးချက်ကတော့ယုံကြည်သူတိုင်းဟာတန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းခံခြင်းကိုခံစားပိုင်ခွင့်ရှိတယ်ဆိုတာပါပဲဒါဟာလူတချို့အတွက်တီးတန့်ပြီးထားတာမဟုတ်ပါဘူးတင်နဲ့ကျွန်တော်အတွက်သခင်ခရစ်တော်နဲ့တက်ဆိုင်သူတိုင်းတောင်းဆိုခွင့်ရှိတဲ့ဂတိတော်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုသခင်ယေရှု ခရစ်တော်နောက်လိုက်ဖို့ပဲခေါ်တာမဟုတ်ပါဘူးကိုရောရဲ့အကြောင်းတက်တည်ခံဖို့ပါခေါ်ထားတာဖြစ်ပါတယ်ဧဝံဂေလိတရားကိုကြားဖို့လောကကြီးကအကြီးအကျယ်လိုအပ်နေပါတယ်ဒီလိုအပ်ချက်ကိုကျွန်တော်တို့ဖြည့်ဆည်းနိုင်ဖို့ကိုယ်ခွန်အားနဲ့မဟုတ်ပဲပန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးအရှင်သောဝိညာဉ်တော်ရဲ့တကူလိုအပ်ပါတယ်ဒါကြောင့်ဒါဟာတင့်ရဲ့အခွင့်အရေးဖြစ်ပါတယ်ဒုတိယအချက်က ဒီတန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးကိုစိတ်အားထက်သန်စွာ မျှော်လင့်သင့်ပါလေတချို့ကဝိညာဉ်တော်နှစ်ချင်းခံခြင်းကိုကဲတင်ခြင်းရပြီးနောက်ထပ်လုပ်ရမယ်ဝင်ထုတ်ဝင်ပိုးတစ်ခုလိုထင်ကြပါလေဒါလုံးဝမဟုတ်ပါဘူးဖယားသခင်ကကျွန်တော်တို့ကိုဝင်ထုတ်ဝင်ပိုးဖြစ်စေဖို့ဒီဂရီတော်ကိုပေးတာမဟုတ်ပါဘူးရန်လိုမုန်းတီးမှုတွေပြည့်နေတဲ့လောကကြီးမှာသခင်ယေရှုကိုကိုးစားပြုတဲ့အခါ ုံတွေ့လာမဲ့ဝင်ထုတ်ဝင်ပိုးတွေစုံစမ်းနှောက်ရှက်မှုတွေကိုကူညီတဲပိုးပေးဖို့ပော့ပါစီဖို့ဝိညာဉ်တော်ကိုပေးသနာတာဖြစ်ပါတယ်။ဒါကြောင့်ဒါကိုဝင်ထုတ်ဝင်ပိုးလို့မမြင်ပဲဖယားသခင်ပေးတဲ့တကူတော်အဖြစ်ဝမ်းမြောက်သောစိတ်နဲ့မျှော်လင့်သင့်ပါတယ်။တတိယအချက်ကတော့စိတ်အားကြီးစွာရှာဖွေသင့်ပါတယ်။ခံစားပိုင်ခွင့်ရှိတယ်မျှော်လင့်တယ်ဆိုပေမဲ့မရှာဖွေရင်မရနိုင်ပါဘူး။ ။ဘာကြောင့်ရှားရမှာလဲ။မဟာစီခိုင်းချက်ကိုကျွန်တော်တို့ရဲ့ကိုပိုင်ညံစွမ်းကိုပိုင်အစွမ်းတတိနဲ့မဖြည့်စည်းနိုင်ဘူးဆိုတာကိုရိုးသားစွာအတိမတ်ပြုခြင်းကပဲဝိညာဉ်တော်နှစ်ချင်းခံခြင်းအတွက်ရည်ရွယ်ချက်ရှိရှိဆုတောင်းဖို့ကျွန်တော်တို့ကိုလှုပ်ဆော်ပေးပါလေစိတ်အားကြီးစွာရှာဖွေခြင်းဆိုတာပါလေဒါဟာဝိညာဉ်တော်ကိုလက်ခံရရှိဖို့ ရည်ရွယ်ချက်ရှိရှိဆုတောင်းတာအချိန်ပေးပြီးဆုတောင်းတာဖရာသခင်ရှေ့မှာတိုးဝင်ချင်းကတာကိုဆိုလိုပါတယ်ဒါဟာတစ်ချိန်တည်းခံစားရပြီးပြီးသွားတဲ့အတွေ့အကြုံတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အသက်တာတစ်လျှောက်လုံးဝိညာဉ်တော်ရဲ့တကူသွင်းပေးခြင်းအတွေ့အမြဲတမ်းဆုတောင်းနေရမှာဖြစ်ပါတယ်စရုဒ္ဓအချက်ကတန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းခံခြင်းဟာကနဦးခရိယံအသင်းတော်ရဲ့ပုံမှန်အတွေ့အကြုံ ဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေတမိုင်းတစ်လျှောက်မှာခရိယန်တိုင်းဝိညာဉ်တော်နှစ်ချင်းကိုတွေ့ကြုံခံစားရခဲ့တယ်လို့ပြောနေတာမဟုတ်ပါဘူးဒါပေမဲ့ဓမ္မသစ်ကျမ်းထဲကကနဦးအသင်းတော်အတွက်တော့ဒါဟာပုံမှန်ဖြစ်ခဲ့ပါတယ်ဒီသွန်သင်ချက်ဟာလွန်ခဲ့တဲ့120ရာစုကမှတီထွင်လိုက်တဲ့ဟာမဟုတ်ပါဘူးဒါဟာသခင်ယေရှုရဲ့မှားခဲ့တဲ့စကား တမန်တော်တွေရဲ့တသက်ခံချက်ပြီးတော့ဓမ္မသစ်အသင်းတော်ရဲ့လက်တွေ့အတွေ့အကြုံတွေကိုအလေးနဲ့ထားသောတုံသင်ချက်ဖြစ်ပါလေ။နောက်ဆုံးပြစ္စမအချက်ကတော့ဝိညာဉ်တော်၌တခြင်းခံခြင်းဟာအတ္တတာနဲ့အမှုတော်မြတ်အတွက်တကိုးနဲ့ပြီးဝစီခြင်းကိုယူဆောင်လာပါတယ်။ဝိညာဉ်တော်ထဲမှာနှိမ့်မြုပ်ခြင်းခံရတဲ့အခါကျွန်တော်တို့ဟာဝိညာဉ်တော်အားဖြင့်တကိုးသွင်းပေးခြင်းကိုခံရပါတယ်။ အမှုတော်မှာကျွန်တော်တို့တယောက်တည်းမဟုတ်တော့ပါဘူးသခင်ယေရှုကိုယ်တိုင်ကသင်တို့ဒီတကိုးကို ခံရတော့ခါငါဤတက်တည်ဖြစ်ကြလိမ့်မယ်လို့ဂတိပေးခဲ့ပါတယ်မာနဤလောကပြီးတော့ကျွန်တော်တို့ရဲ့ဇာတိရဲ့တိုက်ခိုက်မှုတွေကြားမှာသခင်ယေရှုကိုကိုးစားပြုဖို့ဝိညာဉ်တော်ရဲ့ခွန်အားကိုကျွန်တော်တို့လိုအပ်ပါတယ်ဒီတကိုးကကျွန်တော်တို့ကို သခင်ယေရှု အကြောင်းရဲရင်စွာ ပြောဆိုဖို့ နမိတ်လက္ခဏာတွေနဲ့အံ့ဖွယ်အမှုတွေကတဆင့်ဖျားသခင်ဘုံတော်ထင်ရှားစီဖို့ပြီးတော့ညံပန်းနှိမ့်ဆက်မှုတွေကိုကြုံလာတဲ့အခါဇွဲရှိရှိခန္ဓာရည်ရှိဖို့တစ္ဆာရှိဖို့ကူညီပေးပါလေဝိညာဉ်တော်နှစ်ချင်းဆိုတာကဲတင်ချင်းသို့မဟုတ်အတိတ်မွေးပွားခြင်းနဲ့အတူတူပဲလားဒါဟာအတိတ်မွေးပွားခြင်းသို့မဟုတ် ကယ်တင်ခြင်းရဲ့နောက်ဆက်တွဲဖြစ်ခြင်းဖြစ်ပါれတနည်းအားဖြင့်လူတဦးဟာအရှင်သောဝိညာဉ်တော်၌နှစ်ချင်းခံခြင်းကို တွေ့ကြုံခံစားဖို့သူဟာအရင်ဆုံးယုံကြည်သူကယ်တင်ခြင်းရပြီးသူ ဖြစ်ရပါမယ်ဒါပေမဲ့ဒါဟာကယ်တင်ခြင်းနဲ့ဝိညာဉ်တော်နှစ်ချင်းခံခြင်းကြားမှာအချင်းအကြာကြီးကွာဟရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး တမန်တော်ဝုထုခန်းကြီး30မှာပါတဲ့ကောနီလိရဲ့မိသားစုဇလန်းလိုပါပဲသူတို့ဟာခရစ်တော်ကိုယုံကြည်တယ်ပြီးတော့ဝိညာဉ်တော်နှစ်ချင်းကိုလှင်မြန်စွာဇက်တိုက်ဖြစ်ပွားခံစားခဲ့ရပါတယ်အဓိကအချက်ကတော့ဝိညာဉ်တော်နှစ်ချင်းဟာပြောင်းလဲခြင်းအသက်မွေးဖွားခြင်းနဲ့မတူပါဘူးဒါပေမဲ့ဒီနှစ်ခုဟာအတူတကွဖြစ်ပွားနိုင်တယ် ကယ်တင်ခြင်းရဲ့ချက်ချင်းနောက်ဆက်တွဲအဖြစ်ဖြစ်ပေါ်လာပြီးကယ်တင်ခြင်းကိုတည်တည်ခံတဲ့အရာတစ်ခု ဖြစ်ပါလေညီကိုမောင်နှမတို့ဒီကနေ့နှုတ်ကပတော်ကိုညီကုန်းချုပ်ခြင်းပါလေတန်ရှင်သောဝိညာဉ်တော်၌နှင်ချင်းခံခြင်းဟာယုံကြည်သူတွေအတွက်ရွေးစရာတစ်ခုမဟုတ်ပါဘူးဒါဟာသခင်ယေရှုရဲ့တကိုးပါသောတည်တည်တွေအဖြစ်အသက်ရှင်ဖို့မဟာစီခိုင်းချက်ကိုဖြစ်စီဖို့ ဖယားသခင်ပေးသနာထားတဲ့မရှိမဖြစ်လိုအပ်တဲ့တကူတော်ဖြစ်ပါလေ။သင်ဟာယုံကြည်သူတစ်ယောက်ဖြစ်ပြီးဒါပေမဲ့ဒီတကူတော်ကိုမခံစားရသေးဘူး။ဒီဝိညာဉ်တော်နှစ်ချင်းကိုမခံရသေးဘူးဆိုရင်ဒီဂရိတော်ဟာသင်အတွက်ဖြစ်ပါလေ။စိတ်အားထက်သန်စွာမျှော်လင့်ပါ။စိတ်အားကြီးစွာရှာဖွေပါ။ဆုတောင်းပါ။ဖယားသခင်ဂတိထားတဲ့အတိုင်းသင်ကိုပြေဝစီပါလိမ့်မယ်။ကျွန်တော်နဲ့အတူဆုတောင်းကြရအောင်။ အဖဖရာသခင်ကိုရောရဲ့အံ့ဩပွေဂတိတော်အတွက်ယေရှုတင်ပါတယ်။ဒါတော့သခင်ယေရှုကိုယုံကြည်ခြင်းအပြင်ကယ်တင်ခြင်းပေးယုံတင်မက အမှုတော်မြတ်အတွက်တကိုးတော်ကိုပါ ပေးသနာတဲ့အတွက်ယေရှုတင်ပါတယ်။ဒီကနေ့နှုတ်ကပတ်တော်ကြားနာနေသူအယောက်စီတိုင်းကိုကနဦးအသိတော်ကတမန်တော်တွေခံစားရတယ်လို့တန်ရှင်သောဝိညာဉ်တော်ရဲ့ တကိုးနဲ့နှစ်ချင်းကိုပေးသနာတော်မူပါတကိုးပါသောတက်တီများဖြစ်စေတော်မူပါအသက်တာကို ပြောင်းလဲစီပြီးအမှုတော်ကိုထိရောက်စွာဆောင်ရွက်နိုင်သောတကိုးကို ယခုပင်တွန်လောင်းပေးတော်မူပါ သခင်ယေရှုခရစ်တော်ဤနာမတော်မြတ်၌ဆုတောင်းပါ၏အာမင်ဖခင်သခင်သည်အယောက်စီတိုင်းကိုကောင်းချီးပေးပါစေ